မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တမလ10ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တောင်းတမတော် TNL နဲ့စစ်ကောင်စီတပ်တို့ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့နယ်မှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်1027စစ်စင်ရေးအပိုင်းနဲ့ 85ရက်မြောက်နေ့စစ်ရေးသတင်းဖော်ပြရမှာနောင်ချုံမြို့နယ်နေရာ၄ခုမှာတိုက်ပွဲဖြစ်ပွားနေကြောင်းအသိပေးထားပါရယ်နောင်ချုံမြို့နယ်တဲခော်ရွာမကြီးရိပ်ကျေးရွာနဲ့စစ်ကောင်စီရဲ့အမြောက်တပ်၃၅လေးတပ်စခန်းတို့မှာတိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ဖော်ပြထားပါရယ်ဒါအပြင်တိုက်ပွဲဖြစ်ပွားလျက်ရှိတဲ့တောင်ခမ်းရွာမှာရှိတဲ့စစ်ကောင်စီရဲ့အမြောက်စခန်းကိုကဲမှုဌာနချုပ်မဆာခ၉ရက်နဲ့နေရာမှာ112နဲ့9ကြိမ် ဘုံ38လုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့တယ်လို့မကြီးရဲ့ကြေးရွာမှာ Jet Fighter နဲ့နှစ်ကြိမ်စစ်ကောင်စီရဲ့အမြောက်တပ်3-4တပ်စခန်းနေရာမှာ112နဲ့12ကြိမ် ဘုံအလုံးကြီး60လာရောက်ကျဲချခဲ့တယ်လို့ PNL ကထုတ်ပြန်ထားပါတယ်။ဒါအပြင်တောင်ခိုင်းရွာမှာရှိတဲ့စစ်ကောင်စီတပ်900နှစ်တပ်စခန်းနေရာမှာထောက်ပို့ရင် Y12 နဲ့လက်နက်ခဲယမ်းများ83တုပ်လာရောက်ကျဲချခဲ့ကြောင်းဖော်ပြထားပါတယ်။နောင်ချုံမြို့တောင်ဘက်ဒုထဝတီမြေကူးတရာအနောက်ဘက်မှာတည်ရှိတဲ့တောင်ခန်းကျေးရွာရဲ့အမြောက်စခန်းကိုကဲမှုဌာနချုပ်မဆာခ900နှစ်နဲ့၎င်းရဲ့လက်အောက်ခံအမြောက်တပ်ရင်း3ရင်းဖြစ်တဲ့အမတ်34အမတ်206အမတ်406တို့တည်ရှိပြီးတော့လက်ရှိအချိန်မှာ မဆာခ9ရက်နှစ်မှာတိုက်ပွဲပြင်းထန်နေတယ်လို့သိရပါဗါးမဆာခ9ရက်နှစ်ဟာအရှိန်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရမခနယ်မြေအတွင်းမှာရှိတဲ့ တခုတည်းတော့အမြောက်တက်ကိုကဲမှုဌာနချုပ်ဖြစ်ပြီးတော့၎င်းရဲ့လက်အောက်မှာအမြောက်တက်ရင်၃ရက်ရှိတယ်လို့သိရပါဗျ။ကောင်းခန်းကြီးရွာမှာရှိတဲ့စိတ်ကောင်းစီရဲ့အမြောက်တက်ရင်၂ခုဖြစ်တဲ့အမတ406နဲ့အမတ206တို့ကိုဩဂတ်စ်လ28ရက်နေ့မှာသိမ်းပိုက်ခဲ့ပြီလို့တောင်းတက်မလို့ DNL ကဩဂတ်စ်လ29ရက်နေ့မှာထုတ်ပြန်ထားပါဗျ။ကောင်ခန်းကို DNL ကဝမ်းရံပိတ်ဆို့တိုက်ခိုက်လျက်ရှိရာစစ်ကောင်စီအနေနဲ့မြေပြင်ကနေပြီးတော့စစ်ကူအင်အားခဲယမ်းဖြည့်တင်းနိုင်မှုမရှိတဲ့အတွက်လေကြောင်းအကူယူနေရခြင်းဖြစ်တယ်လို့သိရပါဗျ။ DNL အနေနဲ့ဩဂတ်စ်လ28ရက်နေ့ မ်မအောင်အမတာ206တက်စကန်းနဲ့အမတာ406တက်စကန်းများကိုတိမ့်ပိုက်ပြီးတော့လက်ကြံတပ်များကိုအပိသက်တိမ့်ယူနိုင်ရေးအတွက်ဆက်လက်တိုက်ခိုက်နေဆဲဖြစ်တယ်လို့သိရပါတယ်။တရုတ်နိုင်ငံကဩဂတ်စ29ရက်နေ့နေဆွဲနဲ့ TNL ထံကိုစာပို့ပြီးတော့တိုက်ပွဲချက်ချင်းရက်ရံနဲ့မရက်ပါကစုံးမတွန်တင်မယ်လို့ချိန်ချောက်ထားတော့လဲတောင်ခမ်းမှာတိုက်ပွဲများဆက်လက်ဖြစ်ပွားနေတယ်လို့သိရပါတယ်။ TNL ရဲ့တိုက်ပွဲသတင်းထုတ်ပြန်ကြမှာ ရှမ်းပြည်နယ်တောင်ပိုင်းရက်ဆောင်မြို့နယ်ကြောက်ခုကနေပြီးတော့နောင်ချုံမြို့နယ်အတွင်းကိုစစ်အင်အားပြန်လည်ဖြည့်တင်းရန်ကြိုးပမ်းနေတဲ့စစ်ကောင်စီတပ်များကထိုးစစ်ဆင်လာတဲ့အတွက်ကြောင့်နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့ဖော်ပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းအစိုးရကထိုင်းနိုင်ငံအတွင်းမှာအကြောင်းမျိုးမျိုးကြောင့်ဖမ်းဆီးထားတဲ့မြန်မာ130တအုပ်ကိုရနောင်းကနေတဆင်စစ်ကောင်စီလက်ထဲကိုပြန်လည်လွှဲပြောင်းပေးလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တင်ဘာလ6ရက်နေ့ကနေရက်ပြန်တဲ့မြန်မာရွှေပြောင်းအလုံသမားများနဲ့ထိုင်းနိုင်ငံအတွင်းမှာအကြောင်းမျိုးမျိုးကြောင့်ဖမ်းဆီးခံရတဲ့သူတွေကို ထိုင်းနိုင်ငံရနောင်းမျိုးကနေတဆင်မြန်မာနိုင်ငံကော့တောင်းမျိုးကိုရေလန်းခရီးနဲ့တာဝန်ရှိတဲ့အဖွဲ့အစည်းများထံကိုလွှဲပြောင်းပေးရခဲ့ရာအမျိုးသား122ဦးအမျိုးသမီး9ဦးစုစုပေါင်း132ဦး ကိုကော့တောင်းမြို့ဗရင်တော်စိတ်ကန်းကိုပြန်လည်ရောက်ရှိလာတယ်လို့သိရပါဗါးစစ်ကောင်စီကနေရက်ပြန်များကိုပြန်လည်လက်ခံရမှာကိုရင်းမတန်းများကိုကောက်ယူခြင်းနဲ့စစ်ဆင်းမှုများကိုလှုံ့ဆော်ပြီးတော့နေရက်ဒေသအသီးသီးကိုစနစ်တကျပြန်လည်ပို့ဆောင်ပေးသွားမှာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမင်းမြို့မှာအခုစက်တင်ဘာလဇန်းမှာစစ်ကောင်စီအုပ်စုကလူငယ်တွေကိုပေါ်တာဆွဲပြီးတော့စစ်သားတွေစုဆောင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တင်ဘာလ၄ရက်နေ့၅ရက်နေ့တွေကညပိုင်းအချိန်တွေမှာစစ်ကောင်စီအုပ်စုကစေယုံကားတွေကိုအုံပြုပြီးတော့မင်းမြို့အနှက်ပေါ်တာလိုက်ဆွဲနေတယ်လို့မျက်မြင်တွေ့ရှိခဲ့တဲ့သူကပြန်လည်ပြောပြခဲ့ပါတယ်။၄ရက်နေ့ညကဗျညခုနှစ်နာရီထိုးကနေမှမြို့ဝင်သားကကျေးရုပ်၃ရုပ်နားမှာမရောက်ခင် ဆေးရုံကားကမောင်းနေတဲ့ဆိုင်ကယ်ရဲ့ရှေ့ကိုပိတ်ရလိုက်တာအကုန်ရက်ရက်ဆိုပြီးတော့တားတယ်ကျွန်တော်တို့ကနည်းနည်းလှမ်းသေးတယ်ရှေ့ကဆိုင်ကယ်ဘော်ကနှစ်ယောက်ကိုဆွဲတင်တာမြင်လိုက်လို့ဆိုင်ကယ်မီးတွေပါပိတ်ပြီးတော့လမ်းကြားတွေတဲကနေပြီးတော့မောင်းပြေးလာရတယ်လို့ကိုရိုင်းကြုံတွေ့ခဲ့တဲ့လူငယ်တူကပြန်လဲပြောပြခဲ့ပါတယ်အဲ့ဒီဆေးရုံကားဘော်ကနေပြီးတော့ယူနီဖောင်းအပြည့်စုံနဲ့ တနက်တွေကိုကင်ပြီးစစ်သားတွေဆင်းလာတာလို့ပြောဆိုခဲ့ပါဗျ။မင်းတို့ကစစ်စခန်းနဲ့ဂိတ်တွေအနီး DSA စစ်တပ်ကတို့ကျောင်းနဲ့ DSTA စစ်နည်းပညာတပ်ကတို့ကျောင်းစတဲ့နေရာတွေမှာအဓိကထားပြီးတော့ပေါ်တာဆွဲနေတယ်လို့မြို့ကန်တို့ကပြောပြခဲ့ပါဗျ။စစ်ကောင်စီအုပ်စုဟာမက်စလာကစပြီးတော့နိုင်ငံတော်ဝန်စစ်သားတွေစုဆောင်းနေတာဖြစ်ပြီးတော့တလကိုတမြို့နယ်မှာလူကြီး150ကနေပြီးတော့200တော့စစ်သားတွေစုဆောင်းနေကအေပီလာနောက်ပိုင်းမှာအလွယ်တကူစစ်သားတွေစုဆောင်းလို့မရတော့တာကြောင့် မြို့နယ်အလိုက်သတ်မှတ်ခွဲတံပြည့်မီရေးအတော့ပေါ်တာဆွဲစစ်သားတဲ့စုဆောင်နေတာလို့စစ်ကောင်စီအုပ်စုကကိုတိုင်ဝန်ခံပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆလာဘီတင်ဆက်ပေးရမယ်သတင်းကတော့တနင်္လာနေ့တိုင်းပလောမြို့နယ်ပလောမြို့ကိုစစ်ကြောင်းထုတ်လာတဲ့စစ်သားများကိုတိုက်ခိုက်ရာ စစ်ကောင်စီဘက်ကသုံးသိဆုံးပြီးတော့စစ်တပ်ကပြည်သူရှေ့ဦးကိုလူသားတိုင်းအဖြစ်နဲ့ဖမ်းဆီးထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တင်ဘာလ၁ရက်နေ့မှာအကြမ်းဖက်စစ်သား140ခန်းဟာစစ်သည်မောင်နှစ်စီလိငယ်၃စီနဲ့ပလမြို့နေလူငယ်များကိုအတင်းအဓမ္မစစ်မှုထမ်းခိုင်းရန်အတွက်ပလမျိုးရဲစခန်းကိုရောက်ရှိလာခဲ့တယ်လို့သိရပါဗျ။အဲ့ဒီစစ်ကြောင်းဟာစက်တမလ3ရက်နေ့မနက်6နာရီကမှပလမျိုးရဲစခန်းကနေတဆင်ပလမျိုးအတွင်စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အတွက်ကြောင့်တော်လိုင်းပူပေါက်တပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့ရာညနေ9နာရီဝန်းကျင်အထိကိုတိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့ အကြမ်းဖက်စစ်ကောင်စီတပ်သား၃ဦးသေဆုံးက၅ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။အဲ့ဒီတိုက်ခတ်မှုကိုပြည်သူ့ကာကွယ်တပ်မတော်ပလောဗိတ်ခရအမတ်တဲတိုင်ရင်ပလောမြို့နယ်ပတ်ကဖာကရင်အမျိုးသားကာကွယ်တပ် KNDO တိုင်ရင်ခေါ်တပ်ခွဲနှစ်တို့ကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ဗိတ်ခရအမတ်တဲတိုင်ရင်ကတပ်ဖွဲ့ဝင်၅ဦးမစိုးရင်ရဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။အကြမ်းဖက်စစ်ကောင်စီတပ်သားများဟာပလမျိုးအတွင်းမှာရှိတဲ့စာတင်ကြောင်းနဲ့ကာကနီကအဆောက်အဦများကိုအခြေပြုတပ်ဆွဲကပြည်သူပိုင်နေအများအတွင်းမှာထွက်ပြေးနိုင်ခြင်းမရှိတဲ့တကြီးရွယ်အုံများအသက်မပြည့်သေးတဲ့က လေးတငယ်များအမျိုးသမီးများအပါအဝင်ပြည်သူ၁၈ဦးကိုဖမ်းဆီးကလူသားတိုင်းပြုတ်လုထားခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးဖမ်းဆီးခဲ့တဲ့ပြည်သူတွေတဲက၁၀ဦးကိုပြန်လွပေးခဲ့ပြီးဖြစ်တော်လဲ။ကျန်တဲ့၁၀ဦးကိုတော့လက်ရှိအချိန်ထိကိုဖမ်းဆီးထားဆဲဖြစ်တယ်လို့သိရပါဗျ။စက်တင်ဘာလ9ရက်နေ့မှာပြည်သူ့ကာကွယ်ပူးပေါင်းတပ်ဖွဲ့များကနယ်မြေရှင်းလင်းတဲ့အချိန်မှာစစ်တပ်စစ်ကြောင်းကနေပြီးတော့ထွက်ပြေးလာတဲ့အတရားဓမ္မစစ်သားတဲ့စုဆောင်ခံရတဲ့သူတအုပ်ကိုတွေ့ရှိခဲ့ပြီးတော့လုံခြုံတဲ့နေရာကိုကယ်ထုတ်နိုင်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီစစ်မှုထမ်းဟာမန္တလေးမြို့ဇာတိဖြစ်ပြီးတော့တပ်သားတဲ့စုဆောင်ခံရပြီးတဲ့နောက် ဘလောအခြေဆိုင်ခလာရနှိရှင်ငါတရင်မှာတာဝန်ချထားခြင်းခံရတဲ့သူ ဖြစ်တယ်လို့သိရပါဗျ စက်တင်ဘာလ6ရက်နေ့ညနေ3:00နာရီခန့်မှာပလမြို့ရဲစခန်းကနေပြီးတော့ပလမြို့ရေနဲ့စိတ်ကန်းကိုစုခွာလာတဲ့အင်အား90ခန့်ပါတဲ့အချမ်းမဲ့စစ်ကောင်စီစစ်ကြောင်းကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့များကဒရုန်းနဲ့ဘုံကျဲတိုက်ခတ်ခဲ့ရာပြစ်မှတ်များကိုထိထိရောက်ရောက်တိုက်ခတ်နိုင်ခဲ့ပြီးတော့အချမ်းမဲ့စစ်သား9ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ပလောမျိုးနယ်မှာလက်ရှိအချိန်ထိကိုစစ်ရဲအချိန်တွေတင်းမာနေဆဲဖြစ်ပြီးတော့တိုက်ပွဲများဆက်လက်ဖြစ်ပွားနိုင်တဲ့အတွက်ကြောင့်ပြည်သူများအနေနဲ့ဘိတ်ပလောပလောက်လမ်းပိုင်းကိုအသုံးပြုပြီးတော့မလိုအပ်ဘဲနဲ့ခီးသွားလာခြင်းမပြုကြရင်စစ်ရဲတပ်င်းကို အမြဲတမ်းနားဆွင့်ထားရန်ဘိတ်ခရအမတ်တဲ့တိုင်ရင်ကတာဝန်ရှိသူတို့ကပြောဆိုထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဘကိုးတိုင်းဖြူမြုံနယ်မှာရှိတဲ့အကြမ်းဖက်စစ်တပ်တပ်ဆွဲထားတဲ့နေရာ၃ခုကို drone နဲ့၄ရက်ဆက်တိုက်ပုံကျဲတိုက်ခိုက်ရာစစ်ကောင်စီတပ်ဖွဲ့ဝင်များထိခိုက်မှုရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တမလ၄ရက်၅ရက် 6ရက်နဲ့9ရက်နေ့တွေမှာအကြမ်းဖက်စစ်တပ်တဆွဲထားတဲ့ဖြူးမြုံနယ်မှာရှိတဲ့လိပ်ပေါ်ရွာ၊ဆက်ကုန်းရွာနဲ့စေနေကုန်းရွာတို့ကိုတော်လိုက်တပ်ဖွဲ့များက၄ရက်ဆက်တိုက် drone နဲ့ဘုံကျက်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။စက်တင်ဘာလ၄ရက်နေ့မွန်လွဲ3:45မိနစ်နဲ့ညနေ4:30မိနစ်ခန့်တို့မှာဖြူးမြုံနယ်လိပ်ပေါ်ရွာမှာတဆွဲထားတဲ့စစ်ကောင်စီတပ်သားများကိုတော်လိုက်တပ်ဖွဲ့များက drone နဲ့နှစ်ကြိမ်ဘုံကျက်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီနေ့ည10:51မိနစ်နဲ့ည17:26မိနစ်ခန့်တို့မှာဆက်ကုန်းရွာမှာတဆွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဒရုန်းနဲ့ထပ်မံဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်စက်တင်ဘာလ9ရက်နေ့မနက်9:00နာရီ9မိနစ်နဲ့မနက်10:26မိနစ်ခန့်တို့မှာလေပေါ်ရွာမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုဒရုန်းနဲ့နှစ်ကြိမ်ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်စက်တင်ဘာလ6ရက်နေ့မနက်4:55မိနစ်ခန့်မှာလေပေါ်ဖုန်ကြီးကျောင်းမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုဒရုန်းနဲ့ထပ်မံဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်မနက်10:33မိနစ်နဲ့17:25မိနစ်ခန့်တို့မှာ စက်တဲကုန်းရွာမှာရှိတဲ့စစ်ကောင်စီတပ်သားများကိုထမှန်ဖုံးကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။စက်တမလ9ရက်နေ့မှာမနက်9:19မိနစ်နဲ့9:17မိနစ်ခန့်တို့မှာလေပေါ်ရွာဖုံးကြီးကျောင်းမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကို drone နဲ့ထမှန်ဖုံးကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုများကိုဖြူးညွတ်နယ်ပကဖနဲ့တာယာဝတီခရိုင်ပကဖတို့ကပူးပေါင်းပြစ်လုခဲ့ခြင်းဖြစ်ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုအခြေအနေကိုတော့ဆက်လက်စုံစမ်းလျက်ရှိပြီးတော်လိုင်းတပ်ဖွဲ့ဝင်များအထိကမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့စကိုင်းတိုင်းဝက်လက်မြို့မှာရဲစခန်းမှာတာဝန်ကျနေတဲ့ကလေးစစ်သားတအူးဟာလက်နက်နက်လက်ကိုယူဆောင်လာပြီးတော့အလင်းဝင်လာတဲ့အတွက်ကြောင့်ငွေကျပ်65သိန်းစုချင်းပြေးခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တမလ9ရက်နေ့မနက်9:30မိနစ်အချိန်မှာဝက်လက်မြို့မှာရဲစခန်းမှာကင်းတာဝန်ကျနေတဲ့အသက်16နှစ်အရွယ်ကလေးစစ်သားတအူးဟာ၎င်းရဲ့အထက်အရာရှိဗိုလ်ကြီးကျော်မင်းခိုင် အရက်တော့မူးပြီးတော့အိပ်ပျော်နေတဲ့အချိန်မှာတနက်နက်လက်ကိုယူဆောင်လာပြီးတော့အလဲဝင်ရောက်လာခြင်းဖြစ်တယ်လို့သိရပါဗျ။သူကတက်ဆိတ်မူးအဆင့်ဖြစ်နေပြီး2021ခုနှစ်အသက်14နှစ်သားကလေးကတက်ထဲကိုရောက်နေတာအရင်ဝက်လက်မှာတာဝန်ကျနေတဲ့ဗိုလ်ကြီးထအောင်ကျော်ကချိန်ချောက်ပြီးတော့စစ်ထဲကိုထည့်လိုက်တာသူတခုခုလုပ်ရင်မိသားစုကိုဘာလုပ်မယ်ညာလုပ်မယ်ဆိုပြီးတော့ချိန်ချောက်တာနဲ့ပါသွားတာတင်တန်းကိုရွှေဖို့အခြေဆိုင်အမတ်ရှစ်လေ့ကျင့်ရေးတင်တန်းကျောင်းမှာစခါတာရှစ်မှာလေးလတက်ခဲ့ရတယ်လို့သိရတယ်တင်တန်းဆင်းပြီးတော့ဝက်လက်မှာပဲပြန်ပြီးတော့တာဝန်ချထားပေးတာဝက်လက်နယ်တွေကစစ်ကြောင်းထိုးတာ မှာအကုန်လုံးလိုက်ခဲ့ဘူးတယ်လို့ပြောတယ်လို့ရွှေဘုံခရအမတ်နဲ့တရင်ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်အခုလိုမျိုးအလင်းဝင်လာတဲ့အချိန်မှာ AK47 အမျိုးအစားတနတ်တလက်ကပိုင်အမျိုးအစားတနတ်တလက် ကပိုင်ကြီး145တောင်း7.62ကြီးအတောင့်20တော့ကိုယူဆောင်လာခဲ့တယ်လို့သိရပါဗါးလက်နဲ့နဲ့တကွအလင်းဝင်လာနိုင်တဲ့စစ်သားကိုရွှေဘုတ်ခရိုင်အမှတ်နဲ့တိုင်ရင်ကတောင်းရှိသူများကငွေကျပ်65ဒိန်ချင်းမြင့်ပေးထားတယ်လို့သိရပါဗါးအလားတူပဲမကွေးတိုင်းပခုတ်ကူမြို့ကအကြမ်းဖက်စစ်ကောင်စီတပ်သားတအုပ်ဟာလက်နဲ့ခဲရများကိုယူဆောင်လာပြီးတော့အလင်းဝင်လာတဲ့အတွက်ကြောင့်ငွေကျပ်350ချင်းမြင့်ပေးခဲ့ကြောင်း Burma Revolution Rangers အဖွဲ့ကတောင်းရှိသူတို့ကပြောဆိုထားပါဗါးစက်တင်ဘာလ6ရက်နေ့မှာ ပခုတ်ကူမျိုးကအချမ်းမဲ့စစ်ကောင်းစီတပ်သားတအူးဟာ MA3 တနက်တလက်ကြီးပေါက်တစ်ပေါက်နဲ့ 5x56 ကြီးအတောက်20တို့ကိုယူဆောင်လာပြီးတော့ Burma Revolution Rangers တပ်ဖွဲ့ထံမှအလင်းဝင်ရောက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။အခုလိုမျိုးအလင်းဝင်ရောက်ခဲ့ခြင်းကြောင့်ငွေကျပ်3 90စုချင်းမြေပေးခဲ့ပြီးတော့လူမြောက်နယ်မြေကိုပို့ဆောင်ပေးခဲ့တယ်လို့သိရပါဗျ။စစ်ကောင်စီတပ်သားများအနေနဲ့အကြမ်းဖက်စစ်အာဏာရှင်လက်အောက်မှာမနေဘဲပြည်သူလူထုနဲ့အတူပူးပေါင်းပါဝင်ပေးကြပါရဲ့ဘာမာ Revolution Rangers တပ်ဖွဲ့ကတိုက်တွန်းထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရင်တဲ့ရင်နိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ